ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ YouTube channel ကနေနေထွေးစွာကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Dolphin ပါအခုဖက်ပြမှာကတော့စိုက်စာရဲမွန်ထော်ရေးသားထားတဲ့ဤဘဝဤမြနောက်သာဆိုတဲ့အကြောင်းအရာကိုဖက်ပြမှာဖြစ်ပါတယ်နားဆင်ပြေးကြပါခင်ဗျာဤဘဝဤမြနောက်သာလူဖြစ်လာရတာကဒုက္ခတစ်ခုတဲ့မကြမကြကျွန်တော်တို့ကြားနာရတဲ့တရားတွေမှာအမြဲပါတယ်ခန္ဓာရလာကလေးကဒုက္ခဆိုတာပါလာပြီးသားပေါ့ နောက်ကုသိုလ်အကုသိုလ်စသည်ဖြစ်ပေါ်လေဖုံးဖုံးနဲ့အမြဲဟောပါတယ်နောက်ကံကံအကျိုးလိုလည်းပြောကြပါသေးတယ်ရှင်းရပြုခဲ့တဲ့ကံလက်ရှိရနေတဲ့အကျိုးနောက်ဖြစ်လာမယ့်အရာပြောပြကြပါတယ်ကံဒီအလုံးအလုတ်ကောင်းရင်ကံကောင်းမယ်ဆိုတာမျိုးလည်းပြောကြပါတယ်အကျိုးကြောင့်အကြောင်းဖြစ်ရအကြောင်းကြောင့်အကျိုးဖြစ်ရတယ်ဆိုတဲ့သဘောပေါ့ဟိုတလောကထောက်ချက်နာကနွယ်ခွေးဆိုတဲ့နေရာကိုရောက်တယ် ိုမြင့်နိုင်ဆိုတဲ့လူတစ်ယောက်နဲ့တွေ့တယ်။သူ့အသက်က42နှစ်ရှိပြီ။ဒါပေမဲ့သူ့အသက်ထွက်ဝက်မကနှစ်တွေကမြန်မာနိုင်ငံနဲ့အလွန်ဝေးတဲ့နေရာတွေမှာပျောက်ဆုံးခဲ့ရတယ်။အသက်ရှင်ရက်တီဖို့ခက်ခဲတဲ့အခြေအနေတွေကိုသူ့ရင်ဆိုင်ခဲ့ပုံကယုံကြည်ဖို့တောင်တော်တော်ခက်ပါတယ်။ကျွန်တော်တို့လက်လမ်းမမီတဲ့အဖြစ်အပျက်တွေကတကယ်ရှိနေတကယ်ဖြစ်နေစေပါ။ဟေ့မြင့်နိုင်မင်းအဖေချောင်းထဲကျသွားတာပြန်ပေါ်မလာဘူး။ နေ့လယ်လောက်မှအဖေရဲ့တည်ထင်းကိုသူကြားတယ်အချိန်ကလည်းဝါစုဝါကောင်ရှည်များတဲ့အချိန်ဘလို့ဖြစ်ပြီးကြာသွားပါလဲခါတိုင်းနဲ့သွားနေကြကိုဘလို့ဖြစ်တာပါလဲလောလောဆယ်အမေကတော့ပြောလို့မဖြစ်သေးဘူးအမေကခလေးမွေးထားတာနှစ်လပဲရှိသေးတယ်နောက်မှကြည့်ပြောရမယ်အခုတော့အဖွားတို့နဲ့သွားရမှာပဲသူ့မှာမောင်နှမ6ယောက်ရှိတယ်သူ့အောက်ကကလေးတွေကတော်တော်ငယ်သေးတယ်သူတော်အောင်15 16အရွယ်သူ့မိသားစုကလည်းတော်တော်လေးဆင်းရဲတယ် ဒါပေမဲ့ဆင်းရဲတဲ့မိသားစုတွေရဲ့ထုံးစံအတိုင်းကလေးကတော့အများသားကလေးလည်းများဆင်းလည်းဆင်းရဲတော့စားလည်းကောင်းကောင်းမတင်ဖြစ်ကလေးထင်းရတာနဲ့ပဲပြီးသွားတယ်သူငယ်တန်းတော်တက်ခုတဲ့ဆူယုံတော့ပဲဒီလိုနဲ့နောက်ကမွေးမွေးလာတဲ့မောင်နှမတွေကိုထင်းရင်ဒီအရွယ်အထိရောက်လာခဲ့ရတာဟေးချစ်စိန်ပေါ်လာပြီငါချီထားခဲ့တယ်ကွန်သွားပြစ်တော့ဗာကြီးမောင်ထွန်းပြောလို့ လေနဲ့ပြေးပြီးအဖေလောင်းကိုရဲတွေပါလေးနဲ့ရှင်ခွယုံပို့ရတာပါပဲဒီအချိန်နေရောက်မှတော့အမေလည်းသိပြီပေါ့နောက်ဆုံးအမေငိုတန်းတွေနဲ့ပဲအဖေလောင်းမြေကျသွားတယ်အဖေမရှိတော့တဲ့နောက်အဖေအလုပ်ကိုသူဆက်လုပ်တယ်အလုပ်ဆိုလို့ကြီးကြီးမားမားအလုပ်မျိုးမဟုတ်ဘူးဖားရှာငားရှာလေထဲချောင်းထဲကအရွက်တွေဘာတွေခူးရောက်လာတော့ပဲတခြားဘာမှလည်းမလုပ်တဲ့လုပ်ဖို့လည်းမရှိတာနဲ့ဒီလိုပဲရှောက်လို့ရတယ်နောက်ຫນွေရောက်လာတယ် စပားရိပ်ပြီးချိန်လောက်မှဒဏိဖက်ခုတ်ဖက်ချန်တဲမှာပဲဖက်ထိုးတဲ့အလိုလောက်ကြတယ်အမေလဲပါတယ်နတ်မောကင်ချောင်းကလည်းပါတယ်အမေဘလို့လဲနောက်ရအောင်ပြုမလို့လားမပြုပါဘူးသားရဲ့အမေစကားကို तू တိတ်မယုံပါမကြပါလူကြီးခုနှစ်ယောက်လောက်နဲ့လက်ဖက်ရည်တိုက်ပြီးပွဲသိမ့်သွားလဲ तू လဲစိတ်ဆူဆူနဲ့အမေကိုစကားမပြောတော့ပါဘူးနာဝါကျုပ်ပြီးနောက်ပိုင်းထိုင်းမှာအလုတ်ကောင်းတယ်တလ9000ရမယ် လှုပ်ချင်တဲ့သူတွေလိုက်လို့ရတယ်ဆိုပြီးဒါခေါ်တဲ့သူရောက်လာတယ်။တလ9000လောက်ဆိုမစွမနေဘူး။3လလောက်လုပ်ပြီးပြန်လာရင်ခြံလေးတစ်ခြံတော့ဝယ်လို့ရနိုင်တယ်။မောင်နှမတွေစုပြီးနေကြမယ်။သူစိတ်ကူးနဲ့သူဟုတ်နေပါတယ်။စိတ်ကူးတဲမှာအလုပ်တွေလုပ်ငွေတွေစုပျော်ပျော်ရွှင်ရွှင်နဲ့ပြန်ရောက်လာတကယ့်ကိုပျော်စရာကြီးပေါ့။ဒါပေမဲ့လက်တွေ့မှာတော့စိတ်ကူးနဲ့တခြားစီဖြစ်နေုံချင်းမကပဲစိတ်ကူးကြည့်ဖို့မကောင်းတဲ့အဖြစ်မျိုးကိုမှကြုံရတော့တယ်။ သူနေတဲ့မူတုံကနေထွက်လာပြီးရေးကိုလျှောက်တယ်။ရေးရောက်တော့အယောက်90ကျော်လောက်ဖြစ်လာတယ်။ဘယ်ကလဲဘယ်ရွာကလဲအချင်းချင်းမိတ်ဆက်ကြစူးစမ်းကြမယ်ကွာ။ရတဲ့ပတ်စံစုမယ်ကွာ။အားရမယ်နေတင်းကြပွဲစားရလဲပြောရှာပါလေ။ဟေးမင်းတို့ဘာမှမပူနဲ့လစာကောင်းကောင်းရမှာ။၃လေးလလောက်လုပ်ပြီးပြန်ကြပေါ့။နောက်နေ့နဲ့နဲ့9နာရီလောက်မှာထမင်းထုပ်တထုပ်စီနဲ့ပဲ့ချိတ်ပေါ်တက်ရေလန်းကနေကော့တောင်းအယောက် ေးကြီးဆက်ရတယ်။လေပြက်နေတာနဲ့ညကြီးမိုးချိုးမှဖွက်တောင်းရောက်တယ်။ဒါပေမဲ့မနာရပါဘူး။ကော့တောင်းကနေရန်အောင်ကိုဆက်ထွက်ပါလေ။ရန်အောင်ရောက်တော့လေရက်ထားတဲ့ကားတွေပေါ်တန်းတက်တလဘက်ကထားတဲ့ကားထဲမှာဘဲကိုမောင်းလို့မောင်းမဲမသိပဲလိုက်သွားရတယ်။ရောက်ပြီးဆင်းလို့ရပြီဆိုမှ ကိုတောင်ကြီးတလုံးဆိုတာတွေ့ရတယ်။အလုတ်ကောင်ကောင်ရဖို့တလောက်လေအပင်ပန်းခရရတာဘာကြီးလဲ။ကိုယ်တော်နဲ့သူတို့အုပ်စုဝင်သွားတော့အထဲမှာလူအယောက်100လောက်ရှိတာတွေ့ရတယ် များလာကြည်လားပျော်စရာကြီးပဲဒုံစံအတိုင်းမိတ်ဆက်ကြအားတင်းကြတနစ်တခါတာကြွေးတဲ့ထမင်းကိုစားကြပွဲစားကတော့ထောက်ခံစားရမပုံတင်တွေကိုနောက်နေ့မှလာယူတယ်အလုပ်တကယ်ရမှခဏဆောက်ကြအောင်ကဲစောင့်ဆိုတော့လဲစောင့်ပေါ့ဒီမှာလဲအေးအေးဆေးဆေးနေနေရတာပဲစောင့်ရမှာပေါ့အဲ့ဒီလိုနဲ့တလခွဲလောက်အကြာတညမှာကားတစီစိုက်တန်းချရတယ်ခဏနေတော့သူ့နာမည်ရဲ့နောက်တစ်ယောက်နာမည်ရဲ့ခေါ်တန်းချရတယ်အလုပ်ရပြီတဲ့ င်းတို့နေရောက်ငါတို့နဲ့လိုက်ခရမယ်တဲ့မိုးလင်းတော့စိတ်ကန်းတစ်ခုရောက်နေတာမြင်ရတယ်ဒီကြပြီငါဖမ်းလေလိုက်ရတော့မှာမတက်နိုင်ဘူးလေလေဆိုလဲလေပေါ့ငါဖမ်းဆိုတော့လဲဖမ်းပေါ့အလုပ်ရဖို့ပဲအရေးကြီးတာသူရောက်ပြီးနောက်နှစ်ရက်မှနောက်ထပ်လူတွေထပ်ရောက်လာတယ်အားလုံးကထိုင်းနဲ့မုံတယ်ထိုင်းလိုပဲပြောကြတော့သူလည်းဘာမှနားမလဲဘူးဒါပေမဲ့ဒါကတိတ်အရေးမကြီးတဲ့ကိစ္စတော့မဟုတ်ဘူး သူလာလာကအလုလုပို့လာတာအလုလုရရင်ပြီးပြီးငါးဖက်လေးမှာအားလုံးပေါင်းအယောက်30ချောလောက်ရှိတယ်လေထွက်တော့မယ်ဆိုတော့မိမတွေကလေးတွေကနှုတ်ဆက်ချပစ္စည်းတွေဘာတွေလေးပေါ်တင်ချသူကြတော့နှုတ်ဆက်မဲ့သူလည်းမရှိနှုတ်ဆက်เสียရစကားလည်းမရှိဒီလိုပဲတခြားသူတွေကိုထိုင်ကြည့်ပေါ့တဲစရာရှိတာကူးတဲပေးပေါ့လေထွက်ပြီး3ရက်မြောက်မှာစင်ကာပူစိတ်ကန်းဆိုတာကိုရောက်တယ်ကန်းကတ်ရတာတော့မဟုတ်ဘူး ရေထဲမှာပဲကြောက်ချပြီးရက်နေရတာနောက်လေပေါ်တက်ပြီးလာစစ်တယ်ပတ်စပို့တွေဘာတွေစစ်တော့သူ့နာမည်မြင့်နိုင်ကဘဲရောက်သွားမှမသိလေပေါ်မှာလည်းမြန်မာဆိုတာမရှိအားလုံးကထိုင်းအမည်နဲ့ထိုင်းပတ်စပို့နဲ့ဖြစ်နေကြပြီးမြင့်နိုင်ကနေဝမ်ချိုင်းဖြစ်နေပြီလေမထက်မီရိုက်သွားတဲ့ဓာတ်ပုံကလည်းပတ်စပို့ထဲမှာဘလို့ပါလေဓာတ်ပုံလေးရိုက်ယုံနဲ့ပတ်စပို့ရတာလားမဟုတ်သေးပါဘူးအစစ်အစေးတွေပြီးတော့နောက်ထပ်15ရက်လောက်မောင်းပြီး အင်ဒိုနီးရှားကစိတ်ကမ်းတစ်ခုကို ရောက်လာတယ်။အဲဒီမှာလဲစင်ကာပူလိုပဲစစ်ဆေးတယ်။စင်ကာပူလိုမှာပဲ passport အတုတွေပြတယ်။ပြီးတော့စိတ်ကမ်းကတ်၄ရက်မြောက်ညမှာပင်လယ်ကိုထွက်တယ်။အဲဒီအချိန်ကဆလို့ဒုက္ခဆိုတာသူနဲ့တအိပ်ရတဲ့အတူအိမ်မဲ့အဖို့တယောက်လိုဝဲစရာမလိုပဲရလာခဲ့တယ်။ပိုက်စရာကရိုက်ရင်ရိုက်မရိုက်ရင်ပက်နေတာရိုက်ပါလေ။ဆက်စရာကလည်းတီးပါလေ။ပင်လယ်ထဲငါးဖမ်းဖို့စထွက်လိုက်ကြတဲ့က ူ့မှာနားရတဲ့အချိန်ဆိုတာတိတ်မရှိဘူးပိုက်ဆွဲငါးဆွဲငါးရွေတိုက်ပြန်တွန်းချတန့်ရှင်လောက်တာနဲ့ထမင်းစားချင်တော့ပုံမှန်မရှိဟိုလူကရိုက်ဒီလူကထိုးနဲ့အချိန်နလကုံသွားတယ်နောက်ကမ်းပြန်ဝင်လာတယ်လေဘောကငါးတွေကိုကဲ့လေတဲ့ချကဲ့လေကတင်းဘောဘောကိုတင်းတင်းဘောနဲ့ထိုင်းပြန်ပို့တယ်ကမ်းပြန်ဝင်လဲတပတ်လောက်တော့ကြာတာပါပဲ ဒါပေမဲ့အလုတ်ကမနာရဘူး။ပိုက်လျှော်ပိုက်သိမ်းတန့်ချင်းရီတွေလို့အောက်ခြေသိမ်းအလုတ်မှန်သမျှအားလုံးလောက်ရတယ်။သူနဲ့အတူလာတဲ့တယောက်ကလည်းပထမဆုံးအခါကန်းပြန်ဝင်ဝင်ချင်းမှာပဲနောက်လေတစည်းပေါ်ပြောင်းတင်ပေးလိုက်ပြီးလာတော့ကနှစ်ယောက်အခုတော့တယောက်သေးပဲရှိတော့တယ်။တခြားလေသားတွေကန်းပေါ်တက်ခွင့်ရပြီမဲ့သူကမရလာစားဆိုတာကလည်းဘယ်နေမဲမသိမေးရမဲ့သူလည်းမရှိအဆိုးဆုံးကလောက်စရာအလုံးမရှိတော့ရင် တန်ကျိုးချီပြီးတုတ်ခတ်ထားတာပဲဆဆကျွန်တော်သူလည်းခုခံပါသေးတယ်ဒါပေမဲ့သူခုခံသမျှကဘလို့မှအရာမထင်ကြလာတော့သူ့ကိုယ်သူတော်တေလူလို့ထင်လာမိတယ်အဲ့လိုနဲ့တနေ့ကျော်လောက်ကြာသွားတယ်ငါဘွားကဘလို့လဲဘာလို့သူများအနှိမ့်ဆက်ခံဖြစ်နေရတာလဲပွဲစားက၃လလောက်ပြီးပြန်လို့ရတယ်ပြောတာအခုတနေ့ကျော်ပြီအဆက်အသွယ်လည်းမရနဲ့တေချာမိမှဖြစ်တော့မယ် ပြောတာပြောရတယ်ဒီပေါ်မှာဗမာစကားပြောတာဆိုလို့ဘယ်သူမှမရှိဘူးအလုတ်အထုလုတ်ပေမဲ့သူနဲ့ရင်းရင်းနှီးနှီးနေတာဆိုလို့ဘယ်သူမှမရှိဘူးသူ့ကိုနှိမ့်ဆက်ရင်တော့မသိချင်အောင်ဆောင်ပြီးနေကြသူတွေဒါပေမဲ့အခုလိုမှမမင်းရင်လည်းမဖြစ်ကိုကုတ်ကိုဘာဖြစ်လို့ဖြစ်မယ်မသိတာနဲ့ဆိုင်ရင်တော်သေးတာပေါ့အကိုပက်နေကိုမေးပေးပါဗျာကျွန်တော်တယောက်တည်းဘာလို့ဒီလိုဖြစ်နေရတာလဲတိတ်ဒုက္ခရောက်လို့ ကိုညီပါအကိုရဲ့အတူလောက်ရတဲ့တရားကိုအောက်ချုပ်ပြီးပြောကြည့်တယ်။ပက်နေဒီလီသားတယောက်ကဘလို့ဖျက်ရတာလဲလို့ညပြည့်ရဲ့တီဗီကြည့်နေတဲ့ပက်နေကိုမေးပေးတယ်။ပက်နေကလည်းအေးတိကျရင်ပြောမယ်တဲ့။မင်းတို့အတူလာတဲ့နေရာကိုတထေးစီမှာအပီးရောင်းထားတာလေမောပါပဲနေရမှာဝယ်ထားတဲ့ငွေပြန်ပေးနိုင်မှာပြန်လို့ရမှာ ထွက်ပြေးဖို့တော့မကြိုးစားနဲ့။မင်းငါ့အကြောင်းသိတယ်မဟုတ်လားတဲ့။ ပဲ့နေစကားကသူ့အတွက်တော့တည်တံ့အမိတ်ချခံလိုက်ရတယ်လို့ပါပဲရုပ်မာတဲ့ပွဲစားဘလောက်များရောင်းစားထားလဲမသိဘူးတွေ့ရင်တော့အသေးပဲမဲ့စိတ်ထဲကနေမချစ်တင်ငယ်နဲ့သူကျုံသွားတယ်နောက်သူ့ကိုယ်သူလည်းတေမထုနေမထုလို့တတ်မှတ်လိုက်တယ်မင်းတို့ကြမ်းရင်ငါလည်းကြမ်းမယ်မင်းတို့လုံနိုင်တာအကုန်လုံးငါလုံနိုင်တယ်ကွာအဲ့နောက်ပိုင်းကြမ်းကြမ်းလာတဲ့သူ့ကို ကမ်းပြန်ဝင်လာရင်တန်ချိုးမခတ်ပေမဲ့လစာမပေးတာကတော့အရှင်းလိုပါပဲ။ကော်ဖီမုတ်ဝယ်ရတဲ့လောက်ငွေပဲပေးတယ်။ဒီလိုနဲ့၄နှစ်၈လဆိုတဲ့အချိန်တွေကကုန်မဲမသိကုန်သွားတယ်။ဒီတစ်ခေါက်ပြန်ဝင်ရင်ဒီလေကခဏနာတော့မယ်။အခြားလေတစည်းပေါ်သူ့ကိုပြောင်းတင်ပြီးတော့မယ်။ဒါမှမဟုတ်တက်ချင်လဲတက်လိုက်နိုင်တယ်။လောလောဆယ်တောင်ခြေတွေလက်တွေကတန်ချိုးခတ်ခံထားတာဒီအတိုင်းစိတ်စိတ်ကန်းပြန်ပါသွားရင်ရှေ့ပါဖြစ်မယ်ဆိုတာပြောလို့မရဘူး။ ဒီအတိုင်းတည်မဲ့အတူတူထွက်ပြင်းရင်တည်တာကကောင်းမယ်မတည်ရင်လည်းအမျက်ပေါ်လက်ရှိမှာပင်လေကပင်လေထဲမှာအလိုက်တင်မျောနေတယ်မုံတိုင်းရှိနေတာနဲ့ပိုက်မဆွဲဘူးဆက်မမောင်းပဲရေထဲမှာဒီလိုပဲ အလိုက်တင်မျောထားတာပါ သူ့ကိုလည်းလေဦးပိုင်းကတိုင်မှာတန်ကျူးနဲ့တွဲထားတယ်လက်နှစ်ဖက်ကိုတွဲခြေထောက်နှစ်ဖက်ကိုတိုင်မှာချီထားတဲ့တန်ကျူးနဲ့တွဲချီထားတာပါမိုးလေရေထဲမှာဒီအတိုင်းငုတ်တုတ်ထိုင်ခိုင်းထားတာပါ ဒီအချိန်ပြင်းရင်တော့အချိန်ကောင်းမယ်သူတို့အားလုံးနဲ့အထင်းမှာလက်ကတန်ချုံ ဖြုတ်လို့ရရင်ပြီးပြီးဘေးဘီကိုလိုက်ကြည့်ပါလေတန်ချုံအတူတစ်ချောင်းမလဲမကမ်းမှတွေ့ရင်ဒီအတိုင်းလမ်းယူလို့လည်းမမီဘယ်လိုလုပ်မလဲကို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 ဘေးတဆက်ဘေးတဆောင်လဲချလက်ကိုအနာခံပြီးအဝတ်ဆုံးနဲ့ပတ်ပါးစပ်နဲ့ကြိုက်ပြီးတစ်ချက်ချင်းရိုက်တယ် ဖြည်း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 ချင်းနဲ့နှစ်နာရီလောက်ကြာမှထောက်ခနဲမြည်ပြီးတော့ပြုတ်သွားတယ်။ရပြီဟုတ်ပြီခဏနာပြီးခြေထောက်မှာခတ်ထားတဲ့တော့ကိုထပ်ဖြုတ်တယ်။ဒီတစ်ခါကလွယ်သွားပြီးတန်ချုံဖင်ကိုအဝတ်ထူထူခံပြီးလက်ဖနောက်နဲ့ရိုက်ချခလခဏလေးနဲ့ရသွားတယ်။လွတ်ပြီဒီဘွားကငါလွတ်ပြီသူ့စိတ်ထဲမှာအရန်ပျော်နေတယ်။ငါဖန်ပိုက်မှာတုံးတဲ့ကော်ဘောလုံးတွေကိုယူပိုက်ကျိုးကိုဖြတ်ပြီးတိလိုက်တယ် ကဲရောက်ချင်ရရောက်ကွာဖះကိုအာယုံပြုတ်ပြီးမောင်မောင်မဲမဲမိုးလေးမိုးလေးជីជីပင်လေแท้ကိုခုံချလိုက်တယ်နည်းနည်းရောက်တော့မိုးကနည်းနည်းဆဲသွားပြီမဲ့လေကတော့ကျန်းလုံးလိုင်းကကြီးတုံးအနောက်လေကြောင့်အရှိဘက်ကိုမျောသွားတာတပတ်လောက်ကြာတယ်လူကတဖြည်းဖြည်းနဲ့မြော့မြော့လေးပဲရှိတော့တယ်နောက်ဆုံးကျုံးလို့ထင်ရတဲ့နေရာတစ်ခုကိုသူမြင်ရတယ် အားမရှိတော့မြင်ကွင်းတွေကဝါနေပြီသူမြင်လိုက်တာကျွန်းဟုတ်မဟုတ်တေချာမသိပေမဲ့ကဲတဲ့လူတွေကတကယ်ရောက်လာတယ်လူ3-4ယောက်တောင်ပန်ပါတဲ့လေလေးနဲ့အမေကလာတဲ့သူတွေကလည်းသူ့ကိုကယ်ဖို့လာတာမဟုတ်ဘူးခါတိုင်းလိုပဲပစ္စည်းတစ်ခုခုညောလာတဲ့အထင်နဲ့ဆဲဖို့လာကြတာအနာရောက်မှလူဖြစ်နေမယ်သိကြတာဘယ်လိုပဲဖြစ်ဖြစ်သူ့အသက်ဆက်နိုင်ဖို့တည်ချသွားပြီကဲတဲ့သူတွေနောက်ရက်ရက်လေးပါသွားပြီး3ရက်လောက်အထိသူကောင်းကောင်းမလုပ်နိုင်သေးဘူး ထက်ဖြော့လေးတော့ထိုင်းနေနိုင်ပြီလူကပိန်ချုံပြီးနေလောင်ထားတဲ့တန်းကြောင့်အသားကြီးကလည်းမဲတဲနေတယ်စပင်အရှိမုတ်စင်မူအရှိနဲ့မင်းဘာလူမျိုးလဲအင်ထိုသားတွေကအင်ထိုလိုမေးပြီအဲ့ဒီအချိန်ထိသူ့မှာဘာမှပြောနိုင်စမ်းမရှိသေးဘူးအစာမစားနိုင်သေးတော့အားကမရှိဗဇက်ကဟလိုမရငါးရက်လောက်ကြာမှစကားပြောနိုင်တယ်သူတိတိလောက်အင်ထိုစကားနဲ့နားလည်အောင်ပြောပြရတယ်ငါကမြန်မာနိုင်ငံက အဖြစ်ကတော့ဒီလိုဒီလိုပဲသူ့ကိုကယ်လိုက်တဲ့သူတွေကဒီကျွန်းပေါ်မှာတောဝဲလာလိုက်တဲ့အင်ဒိုခရစ်ယန်ရွာသားတွေသူတို့ရွာကလက်ရှိရောက်နေတဲ့ကျွန်းကနေ၄နာရီလောက်မောင်းမှရောက်တယ်ရွာရောက်တော့တကြီးကိုအကြောင်းကြားအဖြစ်ပြက်အစုံကိုပြန်ပြောပြရတယ်တကြီးကလည်းဘာမှအားမငယ်နဲ့ဒီရွာမှာပဲနေတဲ့ရွာတော့အင်ချီတထောင်လောက်ရှိတဲ့ရွာကြီးပါပဲကွန်ကရစ်လမ်းတွေဘာတွေနဲ့တော်တော်လေးကြီးပါတယ်အများစုကတောင်ညာအလုပ်လုပ်ကြတာပါ ပိန်ဥကစွန်ဥတလောပီနဲ့ကြောက်ဖယုံချက်ဟင်ကစသည်ဖြစ်ပေါ်လေအကုန်ဆိုင်ကြတယ်သူလဲသူ့ကိုကယ်လာတဲ့မိသားစုနဲ့ဝိုင်းလို့ဝိုင်းစားလို့ရင်နေလိုက်တာ နနစ်ကျော်သုံးနှစ်ထဲရောက်လာတယ်ဒါပေမဲ့ကိုနိုင်ငံပြန်ချင်တဲ့စိတ်ကိုတော့သူဘလို့မှဖျောက်လို့မရဘူးဘာလို့ပြန်มาလဲဒီလောက်ဝေးတာဒီမှာပဲနေပါမိမလိုချင်တဲ့ပြီးစားမယ်ရွာကလူတွေပြောမယ်ဆိုလဲပြောစရာပါပြန်မယ်ဆိုရင်လမ်းစိတ်ကအင်ဒိုငွေ300လောက်ရှိမှရမယ် ရွာကနေဂျက်ကတာသွားဖို့တောင်6သိန်းလောက်ကုန်မှဒလငွေကိုသူဘလို့ရှာမလဲဘာပဲဖြစ်ဖြစ်သူပြန်ခြင်းနဲ့ကိုယ်နိုင်ငံပဲပြန်ခြင်းနဲ့တရက်တကြီးအိမ်ကိုသူသွားတယ်တကြီးဒီကအလုံနဲ့ဆိုဘာမှလုပ်လို့မရဘူးမြို့တက်ပြီးလှုပ်ခြင်းနဲ့တကြီးကူညီပေးပါလို့သူပြောလိုက်တယ်ရတယ်လေဒူဘူမြို့မှာငါညီမရှိတယ်ဒီတစ်ခေါက်သွားရင်အေးကိုလိုက်ခဲတဲ့အေးကိုအေးကိုဆိုတာကရွာရောက်မှရလာတဲ့နာမည် အခုဆိုရင်အင်ဒိုတယောက်လိုလည်းသူပြောတတ်နေပြီအင်ဒိုတယောက်လိုလည်းနေတတ်နေပြီဒိုဘူမြို့ကိုတကြီးသွားတော့သူလိုက်သွားတယ်ဒိုဘူဆိုတာကလည်းတကယ်တော့ကျွန်းကြီးတကျွန်းပါအင်ဒိုနီးရှားကိုယ်တိုင်ကအဲ့တလိုကျွန်းတွေထောင်ချီပြီးဖွဲ့တည်ထားတဲ့နိုင်ငံကျွန်းတွေကျွန်းကြီးတွေအများကြီးရှိတယ်အခုဒိုဘူကျွန်းဆိုတာက နိုင်ငံရဲ့အရှိတ်ဘက်ကိုတော်တော်ရောက်နေပြီပါပူဝါနီယူခီနီနဲ့တောင်မီးနေပြီ သူနေတဲ့အနီးဝင်းကျင်မှာဒူပူမြို့ကအကြီးဆုံးပဲလေရင်ခွင်းတော်ရှိတယ်။တကြီးညမအိမ်ကဒူပူမြို့ဆုံမှာအဲ့ဒီမှာလဲရွာမလို့တောင်ရပဲလှုပ်ရတာပါ။တခုတာရာကထွက်တဲ့သီးနှံရောင်းရင်တယောက်တဝက်ဒါပေမဲ့ပြန်လို့ရလောက်တဲ့ဇရိတ်အထီတော့စုလို့မရဘူး။ရှားလာလိုက်ဂုံသွားလိုက်နဲ့တနေ့ကျော်လောက်တော့ရှိလာခဲ့ပါပြီ။အဲ့ဒီလိုနေရင်တရက်မှာလူတယောက်ရောက်လာတယ်။ဟေးအေးကိုမင်းချင်အလောက်ကအဆင်မပြေဘူးလား။အလောက်တခုရှိတယ်။ ်တရက်တပေါင်းခွဲရမယ်နေစရာလဲပြင်မယ်မင်းလုံမလားတဲ့တရက်တောင်းခွဲဆိုတော့မစိုးဘူးလုံမှာပဲလို့သူဆုံးဖြတ်တယ်ဆုံးဖြတ်ပြီးသူ့မွေစားအမတကြီးညမစီမှာခွင့်တောင်းတယ်အမတရက်တပေါင်းခွဲရတဲ့အလုပ်ကျွန်တော်ရပြီအေးအေးကောင်းတယ်ကောင်းတယ်ဘယ်တော့သွားမှာလဲဒီညနေပဲသွားမယ်အမငွေစုလို့ရရင် ကျွန်တော်ပြန်ပါရှိတဲ့အဝိစာလေးထက်ကအလုပ်အစ်စ်ကိုသူလိုက်သွားတယ်ဒါပေမဲ့ကားပေါ်ကဆင်း စိတ်ကံရောက်တယ်ဆိုရင်ပဲအလင်ခံရပြီဆိုတာသူသိလိုက်ပြီရှင်းနောက်ဘယ်ညာရဲငါးယောက်လောက်ကဝိုင်းထားတယ်ပြေးပေါက်မရှိဘူးလောလောဆယ်သူလုံးနိုင်တာဆိုလို့တခုပဲရှိတယ်ခေါ်လာတဲ့လူတွေကိုဘာသာစုံနဲ့ဆဲပြီးထိုးပစ်တာပဲတို့ပေမဲ့စောင့်နေတဲ့ရဲတွေကဘယ်အလွတ်ပေးပါမလဲထိုးကျိတ်ဝိုင်းချုပ်ပြီးရုံးနေခေါ်သွားတယ်လေပေါ်ရောက်ရင်မင်းအသေးပဲဘယ်မှပြေးလို့မရဘူးမဲ့တဲ့အခုတော့သူသဘောပေါက်သွားပြီး သူ့ကိုပွဲစားနဲ့လိုက်ရှာပြီးငါးဖမ်းလေပေါ်ပြန်လောက်ခိုင်းမှာတတိယတော့ဒီတတိပဲလေပဲမတူတာဒီလေရလည်းအရင်လေလိုပဲမထူးပါဘူးရိုက်တာနဲ့တားကြီးလောက်တာပါပဲသူလည်းတက်နိုင်တော့တော့ပြန်ချတာပါပဲဒါမှမဟုတ်အင်အားမမြောက်ဘူးလေနောက်ဆုံးသူပဲခင်ရတာပေါ့ခေါင်းမှာကြောမှာပခုံးသားမှာတေးရပါပဲကန်းတစ်ခါဝင်လိုက်ပင်လေထဲပိုက်သွားဆွဲလိုက်ပြန်လာလိုက်နဲ့လေပေါ်မှာ၄နှစ်ကျော်လောက်ကြာသွားပြန်တယ် တမ်းမော်ကိုလည်းပြေးမတက်ကော်ဖီတကြားဝယ်လို့ရအောင်လောက်ပဲပေးတဲ့ငွေနဲ့သူဘယ်လိုလုပ်မလဲတယောက်မဟုတ်တယောက်ကလည်းအမြဲတမ်းစောင့်ကြည့်နေသေးတယ်မထူအခွင့်အရေးရတာနဲ့ဒီတခါမလွတ်လွတ်အောင်ပြေးမယ်ကွာသူ့ကိုယ်သူမန်တက်ပြီးနေတယ်အခုတော့အခွင့်အရေးကသူ့စီရောက်လာပြီဒညာပိုက်ဆွဲတာတွေဘာတွေမရှိတာနဲ့လေးပေါ်မှာလှုပ်လှုပ်ရှားရှားရှိမနေဘူးခါတိုင်းအလုပ်ရှိရင်အရေးတောက်တဲ့သူကတောက်ဖိရိုက်တဲ့သူကရိုက်နေဒီအချိန်ထိလူကမပြတ် ော်လောဆယ်ဘယ်သူမှမရှိတော့ပြေးမှဘောင်းမီအင်ဂျီနှစ်ထက်လောက်စီကိုရေလုံနဲ့အိတ်တလုံးနဲ့ထက်ပြီးတေချာချီကျွန်းတကျွန်းအနာဖြတ်တုံသူခုံချလိုက်တယ်။အုံမင်ရှိတဲ့ကျွန်းလူရှိတက်တယ်ဆိုတာကိုလည်းသူသိနေတယ်။ကူလိုက်မောလာရင်အထုပ်လေးဖက်ပြီးနေလိုက်နဲ့မိုးလင်းတော့ကမ်းခြေကိုရောက်လာတယ်။ကျွန်းကဒီအချိန်ထိတော့တိတ်ဆိတ်နေတော့မယ်။လူရိပ်လူရောင်မတွေ့ရဘူး။ခဏလောက်အမောဖြေပြီးစားစရာတစ်ခုခုရလို့ရငါတူလိုက်ရှာတယ်။ လေဘဝခုံချတဲ့နနဲ့တဏှာကြီးလောက်ကလေးကနားလိုက်ကူးလိုက်လောက်တာဟာအခုတော့တော်တော်လေးကိုသူစာနေပြီနောက်တော့တဲငယ်လေးတလုံးကို တွေ့တယ်အနားမှာအုံချောက်အပိုင်းစာကြီးလည်းတွေ့တယ်တွေ့တဲ့အုံချောက်ဂုံးကောက်လက်နဲ့ပုတ်ပြီးဖြည်းဖြည်းချင်းဝါဖိုက်မပြစ်ပေမဲ့နည်းနည်းတော်သေးတယ်လို့သူခံစားရတယ်ဒါပေမဲ့ခဏပါပဲဖိုက်စာတာစားရပါပဲဖိုက်ဆက်စာနဲ့ကန်းချီဘက်မှာထိုင်နေလိုက်တာနေ့နယ်၁၇နှစ်လောက်ကြာတော့ ဒုတ်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 နဲ့ဆက်တန်ကြရတယ်ခဏနေတော့ပက်ထောင်တဦးနဲ့မိသားစုတစုပေါ်လာတယ်ဟိတ်ဟိတ်ငါ့ကိုကူညီပါအောင်သူလန်းអော်တယ်ဒီမိသားစုကဒီကျွန်းပေါ်မှာတောင်ရလာလောက်တာပါသူတို့တောင်ရကကျွန်းအနောက်ဘက်မှာရှိတယ်တတော်လေးပတ်လျှောက်ပြီးတောင်ရထဲရောက်မှကစွန်းဥပြုတ်ခက်ကြီးကြီးနှလုံးရဲ့စက်သွန်ငရုတ်ဒီစိန်တံမြာညည့်ရဲ့ချပေးတာအကုန်လုံးစားပစ်လိုက်တယ် ပြီးမှကော်ဖီတောက်ရင်သူ့အချောင်းကိုတိချပြောရတယ်ကျွန်တော်မှတိတ်ဒုက္ခရောက်တယ်ဗျာပက်နေတွေကတော်တော်ရက်ဆက်တယ်ဗျာတခါလာလဲမဟုတ်နှခါလာလဲမဟုတ်ဒီတခါတော့လွတ်အောင်ပြေတော့မယ်ဗျာမင်းကဘေးရလာတော့ဘာလူမျိုးလဲဗုဒ္ဓဘာသာမြန်မာနိုင်ငံသားအေးမင်းတို့ဗုဒ္ဓဘာသာမြန်မာတွေကကောင်းတယ်ထိုင်းတွေကမကောင်းဘူးဒီကောင်းတွေရုံပါတယ် ညနေဆောင်မှာအဲ့ဒီမိသားစုရွာကိုပြန်တော့သူလဲလိုက်သွားတယ်။ဒီရွာကပထမတစ်ခါရောက်တဲ့ရွာလောက်မကြီးဘူး။ခရိယံရွာတော့ခရိယံရွာပဲ။အရင်ရွာထက်အလုလုရတာပိုကောင်းတယ်။ဒီရွာမှာတော်တော်စစားလေးသူနိုင်သူနေဖြစ်ပါတယ်။6နှစ်လောက်ကြာအောင်ကိုနေဖြစ်သွားတာ။တောင်ရအလုံးငါးဖန်းအလုံးစ조사ပြီးသူလုပ်တဲ့။ဂျမနီပါနဲ့ကွာတို့ရမှာပဲမိမယူပြီးနေလိုက်ပါတော့ရွာကနေဘလို့ပြောပြောသူညင်းတယ်။ကိုနေရာကိုပြန်ဖို့ပဲစိတ်ရှိတာ။ အဲ့ဒီစိတ်နဲ့ပဲအလုလုအဲ့ဒီစိတ်နဲ့ပဲရတဲ့လောက်စုဒါပေမဲ့ထင်သလားငွေကမစုမိဘူးမြုတ်တက်မယ်ကွာအနည်းဆုံးကဒူဘုံမြုတ်ပဲရှိတော့ဒူဘုံမြုတ်ကိုပဲပြန်သွားရတယ်ဒီတစ်ခေါက်တော့ဘသူအကူကြီးမှမလိုတော့ဘူးသူ့ဘာသာသူထွက်လာတယ်မြေရရောက်ချင်းစပင်ညက်ဆိုင်သွားစိတ်တိလူတိပြောင်းလှုပ်ပြစ်တယ်ဟေ့တခါညက်ဘလောက်လဲ9000ညက်ကွာအတူတာညက်ကွာပက်နေတဲ့တူအောင်ညက်ကွာ ငါ့ကိုဘယ်ကောင်ဖမ်းမလဲဖမ်းချင်တဲ့ကောင်လားဖမ်းဓာတ်နဲ့ခုတ်ပြင်မယ်ငါအိတ်ထဲမှာဓာတ်ပါတယ်ကွာဘယ်ကောင်မှမချလို့ငါတယောက်ထဲလာတာစမ်းချင်တဲ့ကောင်လားခဲ့တေပြီးတာမှန်အင်ဒိုသားတယောက်လိုဖြစ်လာခြင်းကစိုးရင်စိတ်ငယ်စိတ်အားလုံးကိုဖိရှားပေးလိုက်တာပါပထမတစ်ခေါက်တုန်းကလို့သူအဖြစ်မခံနိုင်ဘူးကြောက်လည်းမကြောက်တော့ပါလောလောဆယ်တော့မွေးစားအမစီကိုပဲပြန်သွားမှာပေါ့အေးကိုနင်အခုဘာလုပ်မလဲအမတို့တောင်းရပဲပြန်လုပ်မယ် တောင်ရလောက်ကသူ့အတွက်တော့မထူးဆန်းတော့ပါဘူးဗမာပဲလှုပ်လှုပ်ဓာပါပဲဒါပေမဲ့ဒုဖမာဆိုတော့ရောင်မထက်ဆိုင်ရင်အမြင်နဲ့နဲ့ပို့ချေတာပေါ့အပောင်းသင်အတွေ့တွေလည်းရလာတယ်အဲ့ဒီထက်မှတစ်ကုမ္ပဏီအတွက်တစ်ခုနေတဲ့လိုင်မင်းဆိုတဲ့မြန်မာတယောက်လည်းပါပါလာတယ်လိုင်မင်းတို့တောင်းဝင်ရင်တခါတလေသူ့တောင်သူ့တောင်ရဘက်ကဝင်တက်တယ်တရက်ကြတော့လိုင်မင်းတို့တောက်တောင်းဝင်ခါနီးမြို့ထဲမှာသူနဲ့တွေ့တယ်သူ့တောင်ရထွက်တီးနှံနေဝယ်ဖို့လိုင်မင်းကိုပြောကြည့်တယ် နောက်နေ့တောဝင်မှလာဖို့ပါတဲ့အတိအနံ3အိတ်လောက်သူရောင်းရတယ်။လိုင်မင်းတို့ကပုံမှန်ဆိုရင်တောတစ်ခါဝင်တိုင်းအနည်းဆုံး1လလောက်တော့ကြာတတ်တယ်။ဒါပေမဲ့ဒီတစ်ခါ3-4ရက်လောက်နဲ့ပြန်ထွက်လာတော့သူတော်အံ့ဩသွားတယ်။ကိုကြီးကိုကျွန်တော်တို့ပြန်မလို့မပြန်ချင်ဘူးလားတဲ့။ပထမတော့လိုင်မင်းကနောက်ပြောင်နေတာလို့သူထင်တာပေါ့။လေရင်နဲ့ပြန်မှာကဲစေးအဖွဲတွေရောက်နေပြီ။ကိုကြီးကိုပြန်လိုက်မှာဆိုရင်မနေ့ပြန်နေနဲ့9နာရီလောက်မြို့ထဲလာခဲ့။ ယုံသွားကြမယ်တဲ့ဒူဘိုကိုသူပြန်ရောက်နေတာအခုဆိုရင်၄နှစ်ကျော်လို့၅နှစ်ထက်တောင်ရောက်နေပါပြီသူ့အသက်လည်း40ပြည့်ခဲ့ပါပြီမြန်မာနိုင်ငံကနေသူထွက်လာတော့က18နှစ်သားလောက်အရွယ်အခုအသက်40ပြည့်ခဲ့ပြီဆိုတော့အနှစ်20ကျော်ကာလတစ်ခုလုံးသူမျော်လင့်နေတဲ့အိမ်အယောက်ပြင်းရင်ဆန္ဒကအမှန်တကယ်ဖြစ်လာခဲ့ပြီပေါ့ဒါပေမဲ့မတိစားသေးတဲ့အချိန်နေမှာအပြစ်ဝါတော့မပြောနိုင်သေးဘူးနောက်နေ့လိုင်းမင်းချင်းတဲ့အချိန်ရောက်အောင်သွားပြီး ကယ်ဆယ်ရေးအဖွဲ့ရောက်နေတယ်ဆိုတဲ့နေရာကိုသွားပါတယ်။သို့ပေမဲ့ကယ်ဆယ်ရေးအဖွဲ့ကပြန်ချင်တဲ့သူတွေကိုလိုက်ရှာနေလို့မတွေ့ခဲ့ရဘူး။ဒါနဲ့သူနေရာ သူပြန်ပြီးတောင်ရမှာလှုပ်ရှားရှိတာကြီးလုံရင်းဆောက်မာတာပေါ့။ခေါ်မယ်ဆိုလဲခုချက်ချင်းသာခေါ်လိုက်ပါတော့လား။ဘာဖြစ်လို့များနောက်ရက်ထိစောင့်နေရတာလဲ။ပြန်ချင်ရင်သူ့ဘာသာသူလာကြမှာပေါ့။လိုက်ရှာရင်လည်းမြန်မြန်လေးရှာကြပါဗျာ။ကျွန်တော်ပြန်ဖို့စောင့်နေတာ22နှစ်ကျော်တောင်ရှိပြီဗျ။အလौဒါလုံနေရတဲ့စိတ်ကတိတ်မပါလာဘူး။ဘိုင်မင်းကတော့ပြောပါတယ် အကြောင်းထူတာနဲ့သူလာခေါ်မယ်တဲ့တကယ်လဲလိုင်မင်းရောက်လာပါတယ်ဇဲနှစ်ယောက်နဲ့အတူတောင်ယာထဲထိရောက်လာတာပါအခုဒါအိမ်မက်မဟုတ်ဘူးဆိုတာတေချာသွားပြီတင်းစရာရှိတာတင်းပြီးမွေးစားအမအကိုနှုတ်ဆက်တုံးရွာခန့်အတိတရာငိုကြပါတယ်ဒီလိုဆိုတော့လည်းသူတကယ်စိတ်မကောင်းဖြစ်ရပြန်တယ်လူစုတဲ့နေရာရောက်တော့နဲတဲ့လူတွေမဟုတ်အားလုံးတရာကျော်တဲ့ဒီတကြပြောပါရင်125ယောက်တောင်ရှိတယ်တပ်ပုံရရင်မတန်းလို့ညနေ၄နာရီခွဲမှလာခေါ်တဲ့ စစ်တင်ဘောဘောကိုတက်နညာအိတ်စီးပြီးမှထူဝါကျွန်းကိုရောက်ကြတယ်။အဲ့ရောက်တော့မှလူကပုံများနေသေးအယောက်900လောက်တော့ရှိမလားပဲ။နောက်နေ့ရက်နေတော့သူ့အစုနဲ့သူခွဲပြီးမှတ်တမ်းထပ်လုပ်ပါတယ်။အမကြီးနေရက်ဒီကိုရောက်ကြဘလောက်ကြပြီးစသဖြင့်ဖြေရတယ်။ဒါပေမဲ့သူစရောက်ကလေးကအကြောင်းတွေရှောက်ပြောနေရင်ပြီးမှာမဟုတ်ဘူး။ဒီတော့9နှစ်8လလို့ပဲအတူချုံပြောဖြစ်လိုက်တယ်။အဲ့ဓာရီအားလုံးပြီးမှတူဝါကနေအံပုံမြို့ကိုလင်းရင်နဲ့ပို့ပေးတယ်။ ခါအံဘိုကနေရန်ကုန်ကိုတိုက်ရိုက်ပို့ပေးတာပါ2015ခုနှစ်9လပိုင်း12ရက်ဒီရက်စွဲကမြန်မာနိုင်ငံကိုသူပြန်ရောက်လာတဲ့ရက်စွဲပါဒီရက်စွဲကိုရောက်ဖို့22နှစ်ကြိုတောင်ကြာခဲ့တယ်သူ့လူငယ်ဘဝတစ်လျှောက်လုံးဒုက္ခတုခတွေနဲ့နေထိုင်ရင်းကုန်ဆုံးသွားခဲ့ပြီဒါပေမဲ့တကယ်ပြန်လာရတော့လဲနေထိုင်ရတီဘူကမလွယ်ကူလာပါဘူးညီညမတွေအွယ်ရောက်လို့အိမ်တော်ကြီးကသူတို့ဘဝနဲ့သူတို့လည်းရုန်းကန်နေရတာဆိုတော့ အားပေးစကားလောက်ပဲပြောနိုင်ကြတယ်။ဒီတော့80ရည်တီဖို့သူ့ဘာသာသူပဲလုပ်နေရပြီ။သို့ပေမဲ့ထင်သလောက်မလွယ်ဘူးလေ။ငါဖန်နေဘောကရခဲ့တဲ့ခေါင်းကဒဏ်ရာက ကိုတချမ်းကိုဒုက္ခပေးနေပြီ။ကိုမျက်နှာဒီဘောကဒီများလောက်နဲ့ကြည်ပါစေလို့ဆုတောင်းယုံပြင်ကျွန်တော်ကရောဘာများတတ်နိုင်ပါဦးမလဲ။အခုဖျက်ပြခဲ့တာကတော့အင်ဒိုနီးရှားငါးဖမ်းလေပေါ်မှာနေ့20ကျော်ကြာကျွန်ပြုတ်ခံခဲ့ရမှာ အမိမြေပြန်နိုင်ရင်ရုန်းကန်ခရသူတယောက်ရဲ့အကြောင်းပါခင်ဗျာအခုလိုအချိန်ပြေးနားဆင်ပြီးခဲ့တဲ့အတွက်လည်းကျေးဇူးအထူးပဲတင်ရှိပါရစေအလုံးပဲဘေးရန်အပေါင်းကင်းစင်ပြီးကိုယ်ချမ်းမာခြင်းစိတ်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးလိုက်ပါရခင်ဗျာ